element mixture compound ဘာတွေကွာခြားကြသလဲဆိုတာသိကြပါလားကျွန်တော်ရဲ့ knowledge power house channel ကနေကြိုဆိုပါတယ်ဒီဗီဒီယိုမှာတော့ကျွန်တော်က element နဲ့ပတ်သက်တဲ့အကြောင်းတွေကျွန်တော်ပြောခဲ့ပြီးဖြစ်ပါတယ်အခုဗီဒီယိုမှာတော့ကျွန်တော်က compound နဲ့ mixture ကြောင်းဆက်သွားပါမယ်ဗျ အဲအကြောင်းမသွားခင်ကျွန်တော် molecule ဆိုတဲ့စကလုံးရဲ့သိပ္ပံကိုရင်ပြောပြပါမယ်။ဟော molecule အကြောင်းမပြောခင် atom ဆိုတဲ့စကလုံးကိုကျွန်တော်ပြန်နှွေးကြအောင်။ atom ဆိုတာကကြတော့ကျုပ်ထုဖြစ်တဲ့ matter ရဲ့အားလုံးရဲ့အခြေခံကြဆုံးဖြစ်တယ်။ထပ်ပြီးပိုင်းခြားလို့မရတော့တဲ့အခြေခံကြဆုံးအရာကိုကျွန်တော် atom လို့ခေါ်ပါ။ဥပမာကာဗွန်ဆိုရင် atom လို့ပြောလို့ရပါတယ်။ C ဆိုတဲ့ဒီကာဗွန်ဆိုတဲ့ atom ပဲ။ပိုင်းခြားလို့မရတော့တဲ့အရာမလို့ ဒီတော့ molecule ဆိုတာကဘာလဲ molecule ဆိုတာကတော့ခုန atom တွေပေါင်းထားတဲ့စုဝေးပေါ့ atom နှလုံးဒါမှမဟုတ်နှလုံးထပ်ပို့ပြီးတော့စုဝေးထားတဲ့စုဝေးကိုကျွန်တော်တို့ဟော molecule လို့ပြောလို့ရပါတယ်ဒီနေရာမှာ atom တွေစုဝေးထားတဲ့ခါမှာမတူညီတဲ့ atom တွေချင်းချင်းစုဝေးထားတာလည်းရှိတယ်လို့တူညီတဲ့ atom တွေချင်းချင်းစုဝေးထားတာလည်းရှိပါတယ်ဒီလိုမျိုးစုဝေးထားတဲ့စုဝေးကိုကျွန်တော် molecule လို့ပြောလို့ရပါတယ်ဥပမာ oxygen nitrogen water hydrogen, glucose, chlorine, methanol, iodine, ethanol, ammonia ဒါတွေအားလုံးက molecule တွေပဲဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ atom နှလုံးတို့မှာနှလုံးထပ်ပို့ပြီးစုပြီးထားလို့ဖြစ်ပါတယ်။ဆိုတော့ဒီနှစ်ဖက်မှာတူညီနေတာကတော့ဒီဖက်မှာကျတော့တူညီတဲ့ atom တွေစုဝေးထားတဲ့ molecule တွေဖြစ်ပြီးတော့မှာဒီဖက်မှာတော့မတူညီတဲ့ atom တွေစုဝေးထားတဲ့ molecule တွေဖြစ်ပါတယ်။ဒါကိုကျွန်တော်တို့အမျိုးအစားထပ်ခွဲလို့ရပါတယ်။ သူညီတဲ့ atom တွေစုဝေးထားတယ်ဒီစုဝေးကိုကျွန်တော်တို့က molecular element လို့ပြောပြရမှာဘာလို့ molecule ဆိုတဲ့စကားလုံးပါလဲဆိုတော့ atom တစ်လုံးနှလုံးတစ်မျိုးနှလုံးထပ်ပို့ပြီးစုဝေးထားလို့ molecule လို့သုံးပြီးတော့ဘာလို့ element ဆိုတဲ့စကားလုံးထည့်ထားရလဲဆိုတော့သူညီတဲ့ atom တွေပဲစုဝေးထားလို့ element ဆိုတဲ့စကားလုံးထည့်တာတော့သူညီတဲ့ atom တွေနှလုံးတစ်မျိုးနှလုံးထပ်ပို့ပြီးစုဝေးထားရင်ကျွန်တော်တို့က molecular element လို့ ပြောပြီးတော့မှဒီဖက်မတူညီတဲ့ actor နှလုံးသွင်းမှုနှလုံးထပ်ပို့ပြီးစုဝေးထားရင်ကြတော့ molecular compound ကိုပြောလို့ရပါတယ်။ဘာလို့ molecule ဆိုတဲ့စကလုံးထည့်တယ်လဲဆိုတော့ atom တွေနှလုံးသွင်းမှုနှလုံးထပ်ပို့ပြီးစုဝေးထားလို့ဘာလို့ compound ဆိုတဲ့စကလုံးထည့်တယ်လဲဆိုတော့မတူညီတဲ့ actor တွေစုဝေးထားတဲ့စုဝေးမှုလို့ဒီတော့ဒီနေရာမှာ compound ဆိုတဲ့စကလုံးရဲ့သိပ်ပိန်ကိုနည်းနည်းရိပ်မိပြီလို့ထင်ပါတယ်။ပြီးတော့နောက်ခုကျွန်တော် molecule တွေကို molecule ကိုမျိုးစားခွဲတဲ့အခါမှာအဲ့ထဲမှာပါဝင်တဲ့ အက်တမ်မီတက်ကိုကြည့်ပြောမှမျိုးစားထပ်ခွဲလို့ရပါသေးတယ်ဥပမာအောက်ဆီဂျင် O2 နိုက်ထရိုဂျင် N2 ဟိုက်ဒရိုဂျင် H2 iodine I2 ကလိုရင် Cl2 ဒီမိုလီကျူးကြည့်မယ်ဆိုရင်အဲ့ထဲမှာအက်တမ်နှလုံးပဲပဲပါတယ်တွေ့ရပါတယ်ဒီလိုအက်တမ်နှလုံးလဲပါတဲ့မိုလီကျူးကျွန်တော်တို့ dye atomic molecule လို့ပြောလို့ရပါတယ် dye ဆိုတာနှလုံးเนาะ atomic ဆိုတာ atom atom နှလုံးပါတဲ့ molecule ကျွန်တော်တို့ dye atomic molecule လို့ပြောလို့ရပါတယ် ကာဗွန်ဒိုင်အောက်ဆိုက်ကြည့်မယ်ဆိုရင်ဒီမှာ C ဆိုတဲ့ atom တစ်လုံးရယ် O ဆိုတဲ့ atom နှလုံးစုဝေးထားတဲ့စုဝေးဆိုတော့စုစုပေါင်း atom ၃လုံးစုဝေးထားတဲ့စုဝေးပေါ့ဒီလိုမျိုး atom ၃လုံးစုဝေးထားတဲ့စုဝေး molecule မျိုးကိုကျွန်တော်တို့က triatomic molecule လို့ပြောလို့ရပါတယ် tri ဆိုတာက၃လုံး atomic ဆိုတာ atom ဒီတော့ atom ၃ခုစုဝေးထားတဲ့ molecule triatomic molecule ပေါ့ဒီလိုပဲ H2O ဖြစ်တဲ့ဒီရေကလည်း H ဆိုတဲ့ atom hydrogen atom နှလုံးနဲ့ oxygen atom တစ်လုံးပေါင်းထားတဲ့စုဝေးဒီတော့သုံးလုံးပေါ့စုစုပေါ့ဒီတော့သူ့ကိုလည်း triatomic molecule လို့ပြောလို့ရပါတယ်ပြီးတော့ atom တွေသုံးလုံးနဲ့အထက်သုံးလုံးရဲ့အထက်စုဝေးထားရင်တော့ကျွန်တော်တို့ကသူ့ကို polyatomic molecule လို့ပြောလို့ရပါတယ် poly ဆိုတဲ့အသိပေကများတာပေါ့ atomic ဆိုတာ atom atom ရဲ့အတွက်အများကြီးစုဝေးထားတဲ့ molecule ကိုကျွန်တော် polyatomic molecule ဥပမာပြောရမယ်ဆိုရင်ဒီမှာ glucose glucose ရင် C6H12 O6 C ဆိုတဲ့ atom 6လုံး H ဆိုတဲ့ atom 12လုံးနဲ့ O ဆိုတဲ့ atom 6လုံးပါတယ်ဆိုပြီးဆိုတော့ atom 3လုံးနဲ့ထပ်ပိုပါတော့ရေပေါ့နော်အဲ့လိုမျိုးကြတော့ကျွန်တော်က polyatomic molecule လို့ပြောလို့ရပါတယ်ဒီ ammonia ဖြစ်တဲ့ NH3 ကလည်းပဲ polyatomic molecule တွေပဲဘာလို့လဲဆိုတော့သူ့မှာ nitrogen 3လုံးနဲ့ hydrogen atom 3လုံးစုစုပေါင်း အက်တမ်လေးလုံးပါတယ်ဆိုတော့သူ့ကိုပိုလီအက်တမစ်မော်လီကျူလို့ပြောလို့ရတယ်ဒီမက်သနောဖြစ်တဲ့ CH3OH ကလည်းပဲအက်တမ်သုံးလုံးနဲ့အထက်ပါတာမို့လို့သူ့ကိုပိုလီအက်တမစ်မော်လီကျူလို့ပြောလို့ရတယ်ပြီးတော့ကျွန်တော်တို့ကမော်လီကျူမျိုးစားခွဲတဲ့အခါမှာသူညီတဲ့အက်တမ်တွေစုဝေးထားတဲ့မော်လီကျူကျွန်တော်တို့ကမော်လီကျူလာအဲလီမန့်လို့ပြောပြီးတော့မတူညီတဲ့အက်တမ်တွေစုဝေးထားတဲ့မော်လီကျူကိုကျတော့မော်လီကျူလာကွန်ပေါင်းလို့ပြောလို့ရတယ်နောက်တစ်မျိုးခွဲလို့ရတာကအက်တမ်ကြီးအတွက်ကိုကြည့်ပြီးတော့မှ diatomic molecule triatomic molecule နဲ့ polyatomic molecule ဆိုပြီးတော့မျိုးစားကပ်ခွဲလို့ရပါတယ်ဗျနောက်ထပ်ဗီဒီယိုတွေကိုလေ့လာခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ knowledge power house channel ကို like and follow လုပ်ထားပေးပါခင်ဗျာဒီနေ့ကဒီလောက်ပါပဲဗျ bye bye